ီမှာ TikTok မှာကျမတို့ညီမလေးတယောက်ကမိကုံးလေးတစ်ခုမေးထားတယ်။အဲ့မိကုံးလေးက TikTok ကပိတ်သက်ကောဒီ Facebook ကပိတ်သက်ကောတီးတဲ့နဲ့ထင်လို့ကျမလေးဒါလေးနည်းနည်းလေးတွက်ပြမယ်နည်းနည်းလေးရှင်းပြမယ်နော်။ကျွန်တော်ရွှေတကြက်သားကိုတဲ့ရော့ဒန်နဲ့လက်ခဘယ်လောက်လောက်ကြလဲရှင်တဲ့။ရွှေဆိုင်ကတဲ့ဈေးကတဲ့ရွှေဈေးက62သိန်းလို့ပြောပြီးတဲ့။အပီးစည်းလေတွက်ခိုင်းရောတဲ့86သိန်းလောက်ကြမယ်လို့ပြောနေလို့ပါရှင်တဲ့ဆိုတော့ကျမတို့အရင်တုန်းကတော့ရှင်းတယ် 怎么着的呀？水上你啊，伊侬往那行嘞？在在大树路行，怎么说饱满摔跤的工嘛？五百八百，饱满山山好不？可能三年啊。饱满妈妈也没票一张可能三年啊。是说饱满水饺的工不？怎么说饱满摔跤的工做的特别的差，为久嘞。 အစီလာကြီးစီလာကြီးတပင်းနဲ့6ရွေးယူတယ်ဒါဆိုရင်တစ်ချက် plus တပင်းနဲ့6ရွေးပေါ့နော်နည်းနည်းလေးပုံစံသွားတယ်ဆိုလို့ရှိရင်တပင်း9ရွေးလောက်ယူတယ်ဒါကျွန်တော်တို့အရင်ကတော့ဒီတိုင်းပဲ mostly ကဒီတိုင်းပဲနော်ဆိုတော့အခုကတော့ရွှေစည်းလေးတွေကလည်းဒါကတော့ကမောက်ကမောက်လေးတွေနဲ့ဟိုအတွင်းစည်းလေးလိုလိုအပြင်စည်းတွေလိုလိုသတ်မှတ်စည်းလိုလိုတကယ်အပြင်ရောင်းစည်းလိုလိုဆိုတော့ဇယားလေးတွေကနည်းနည်းရှုပ်ပြီးတော့မှ transparency တွေကမဖြစ်ဘူးအဲ့တော့အစိုးရသတ်မှတ်စည်းတိုင်းရောင်းရမယ်လို့ပြောတဲ့ခါကျတော့အစိုးရသတ်မှတ်စည်းလိုတော့ပြောတယ်ဒါပေမဲ့အရောဒွတ်တွေမှာပို့ပြီးတော့မှတင်း နဲ့ဒါဆိုရင်ပြန်ရောင်းရင်ရောဘလို့စည်းနဲ့ပြန်ပေးမှာလဲဒီလိုတွေပေါ့နော် transparency မဖြစ်ဘူးပေါ့ဝယ်ရပြရတာเนาะဒါတော့ကျွန်မအမှန်တရားတိုင်းပဲပြောတာ transparency မဖြစ်နေဘူးအဲ့တော့စိုင်းနေကလည်းခုနလိုပေါ့ရအောင်လောက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ transparency မဖြစ်နေဘူးအလုပ်လုပ်ကြရတာเนาะကျွန်မတော့ဒါကြောင့်မလို့ကျွန်မအခုရွှေမရောင်းဘူးအရင်တော့ဆိုကျွန်မရွှေရောင်းတယ်เนาะလုံးလုံးကိုင်လို့မရဘူးအဲ့တော့ကျွန်မတို့ကတော့ပုံမှန်တိုင်းဆိုရင်ရောတဲ့ 一，这家打算就这工地，有着这边草鱼酸部门，张松英，炒生的丁子一路都要来，说这边草鱼，炒三鲜包，第三十炒啊包这苗，呃，这边呢草鱼是了，这边呢炒鱼炒三鲜包丁，三十炒啊包丁苗，炒生的那丁子，我讲喽，炒三鲜丁呢，看那大学堂的这样那啥样子。 ဒါကလက်ခတွေပါခဏပြီးဖယ်ထားလိုက်အောင်ပေါ့အခုညီမလေးက62သိန်းလို့တော့ပြောတယ်ဒါကျမတစ်ကြက်တစ်ဘဲ6ရင်းနဲ့တွက်တာเนาะတစ်ကြက်တစ်ဘဲနဲ့6ရင်းနဲ့တွက်တယ်ဆိုလို့ရှိရင်ဥပလွန်ရောကျွန်ရောလက်ခနဲ့ပါနေဆို69သိန်းပေါ့ဒီလောက်ဝင်းကျင်ကြမယ်ဒါပေမဲ့သူကအခု62သိန်းလို့တော့ရွှေစင်းကပြောတယ်86သိန်းဝင်းကျင်မှာကြာနေရဲဆိုတော့ဒါဆိုကျမတို့လိုက်ဖမ်းရမယ်အယောဒါဘယ်လောက်ယူထားလဲဆိုတော့လိုက်ဖမ်းလိုက်တဲ့အချိန်မှာကျမခုနက ဒီအဖြေကိုမဖြေခင်မှာကျွန်မတွက်ကြည့်လိုက်တဲ့အချိန်မှာအယောတော့က3ဘွဲ6ရွေးလောက်သွားဖြစ်ထားတယ်အဲ့တော့ကျွန်မတွက်ပြမယ်6စား8အပေါင်း3စား16အပေါင်း1အမြောက်60နဲ့2သိန်းဆိုရင်တစ်ချက်3ဘဲနဲ့6ရွေးအယောတော့က3ဘဲ6ရွေးလောက်ဖြစ်တဲ့အချိန်မှာ86သိန်း9300 3200 3200125ဒီလောက်သွားဖြစ်တယ်။ तू က86သိန်းဝင်ကျင်ဆိုတော့အယောဒက3ဘဲ6ရီလောက်သွားဖြစ်တယ်။တကယ်ပဲအယောဒက3ဘဲ6ရီယူတယ်ဆိုရင်တော့မလုံတဲ့မူး ပုံမှန်ဆွဲကြိုးတကုံးဟာတကြက်တကြက်တကြက်သားဆွဲကြိုးတကုံးဟာကျမတို့ပုံမှန်ဒီအရော့ရက်ဒီတပဲ6ရီလွန်ရောကြုံရောပုံဆန်းရဲ့နှစ်ပဲပေါ့နော်ဆိုတော့တကြက်သားပုံမှန်ဆွဲကြိုးတကုံး MC ကြိုးတန်ကြိုးစသဖြင့်တန်ကြိုးပါရိုက်အဲကျမတို့အုံဆန်ကြိုးအစဒါရီဒီတပဲ6ရီနော်ခုနလိုဆက်ကြိုးအနေနဲ့လေးပုံလေးဆန်းလို့မှတပဲ6ရီဆိုတပဲ9ရီကျမရွှေဆိုင်ရဲ့ဘဝမှာကျမအလွန်ရောကြုံရောတကြက်သားဆွဲကြိုးတကုံးကိုလွန်ရောကြုံရောဒီနှစ်ပဲပဲ အခုကရော့ဒက3ဘဲ6ရေးလောက်သွားကြနေတယ်ဆိုတော့ညီမလေးအနေနဲ့အဲ့ဒီဆိုင်မှာမလုတင်ဘူးလို့ပဲအမကပြောပြစီအဲ့တော့ညီမလေးကိုဒါကအမအဲကတွက်နီးနဲ့အမဖော်မြူလာနဲ့အမတွက်ချပြလိုက်တော့ညီမလေးတို့နားလေခြင်းလဲနားလေမယ်နားမလဲခြင်းလဲနားမလဲဘူးအမရဲ့ဝေါ်ထဲမှာဝင်ရွှေကိုတွက်နီးတွေကိုတင်တင်ထားပေးတဲ့ဟာတွေအရှိမရှိတယ်ဝင်ပြီးတော့မှတွက်ကြည့်ကြည့်ဝင်ပြီးတော့မှပြန်ပြီးတော့မှကြည့်ကြည့်ဒါဆိုရင်ရွှေရဲ့ဟာတိလိမ့်မယ်အဲ့တော့ညီမလေးရဲ့ဒါဆိုရင်ညီမလေးကအမကိုမေးစရာမလိုဘဲနဲ့ဒီမေးခွန်းကိုဘယ်လိုဖြေလို့ရလဲဆိုရင်တစ်ချက်သားကို62သိန်းလို့ပြောတယ်အခုသူက ကအယောဒွတ်လေးတွက်လိုက်တော့86သိန်းလောက်ကျနေတယ်ဆိုလို့ရှိရင်မမဒါဆိုရင်အယောဒွတ်တရားဘယ်လောက်တောင်ဖြစ်နေတာလဲလို့ကျမကဒီလိုပြောတယ်ဆိုတော့ဒါဆိုရင်ရှင်းတယ်ညီမလေးတစ်ချက်မှာ16ပဲဖြစ်တဲ့အတွက်ကြောင့်လို့60နဲ့2သိန်းအစား16နဲ့စားလိုက်လို့ရှိရင်3သိန်း8500နဲ့8500ဒီတပဲတန်ဖို့နော် ဒါကြမှာ16ပဲရှိတယ်။ဒါဆိုလို့ရှိရင်16အမြောင်မြောင်လိုက်လို့ရှိရင်62နှစ်သိန်းပြန်ထွက်မယ်။ဒါဆိုရင်တို့ရောဒတ်ဘလောက်ယူတာလဲလို့မေးလိုက်ပေါ့။ဟုတ်တယ်လားနော်။ဒါဆိုရင်ရောဒတ်တန်ဖိုးနဲ့ညီမလေးတို့မြောင်ကြည့်လိုက်လို့ရတယ်။ဒါကြမှာ16ပဲရှိတယ်။တပဲမှာရှည်ရွေးရှိတယ်။အဲ့ဒီပုံစံတိုင်းနဲ့ညီမလေးတို့တွက်ကြည့်လို့ရတယ်။အခုစနစ်တစ်တွေစနစ်ဟောင်းတွေလို့ပြောပေမယ့်အားလုံးကစနစ်ဟောင်းနဲ့ပဲအလုပ်လုပ်ကြသေးတယ်။ညီမလေးတို့စနစ်တစ်ကိုသိစရာမလိုသေးဘူး။အဲ့တော့ဒါကြမှာ16ပဲတပဲမှာရှည်ရွေးနေပဲအလုပ်လုပ်သေးတယ်။အဲ့တော့ညီမလေးအခုဆိုင်ကတော့မေးလိုက်တဲ့အနေအထားအရဆိုရင်ဒါကြ ိုအယောဒက36ရေးလောက်ကြာနေတယ်။ဒါဆိုရင်တော့မလုတ်တင်ဘူးလို့ပဲအမကပြောပြစီနော်။ဆိုတော့လေ36ရေးကြတော့များလွန်သွားကြည့်ရလေ။တကြက်ကို36ရေးဆိုတော့တမတ်လောက်ဖြစ်နေပြီ။3ပုံ2ပုံလောက်ပေးရတဲ့သဘောဟို4ပုံကို2ပုံလောက်ပေးရတဲ့သဘောဖြစ်နေပြီလေ။4ပုံဆိုတော့တမတ်ကို4ချက်ပေါ့နော်။တမတ်ကိုတမတ်4ကဆိုရင်တစ်ချက်ပေါ့။တမတ်4ကဆိုရင်တစ်ချက်။အဲ့တော့တမတ်4ကဆိုရင်တစ်ချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ တမန်လေးကတကြက်ဖြစ်တဲ့အတွက်သုံးမဲနဲ့6ရေးဆိုတာတမန်နီးပါဖြစ်နေတဲ့အတွက်ကြောင့်မလို့လေးကျိုးလေးပုံမှာတပုံစာယူထားတဲ့သဘောအဲ့တော့အယောဒတ်ဥစားအခွန်300ခန်းလုံးဒါကတော့အခွန်ကတော့ယူရမှာအကုန်လုံးလေအခွန်တွေကတော့ဒါကတော့အစိုးရတရားဝင်ပြတ်ထန်းထားတာဖြစ်တဲ့အတွက်အခွန်မိုးရောလိုက်လို့ရှိလို့ရှိရင်အယောဒတ်ကသုံးမဲနဲ့ဒါဘယ်လိုပဲဖြစ်ဖြစ်သုံးမဲ၄ရေးလောက်သွားဖြစ်တယ်နှိပ်ရေးဖို့အခွန်မိုးဖယ်လိုက်အောင် နော်နှွေးဖို့အခုံမိုးဖယ်လိုက်အောင်ဟုတ်တယ်လားအခုံမိုးဖယ်လိုက်အောင်ဆိုရင်၃ဘဲလေးရွေ၃ဘဲကြော်ကြော်လောက်အရော့တော့ကသွားကြနေတယ်ဆိုတော့ပုံမှန်အားဖြင့်ဆွဲချိုးတစ်ချက်သားကုန်းတစ်ကုန်းဒီတဘဲ၆ရွေဆိုတာပုံမှန်ပဲနော်ဒါပေမဲ့အခုကခုနပြောသလိုပေါ့ဆိုင်းနေအနေနဲ့ကလည်းရွှေဈေးတွေကအခုတစ်မျိုးတော်ကြတစ်မျိုးအတွင်းဈေးတွေအပြင်ဈေးတွေအစိုးရတတ်မှတ်ဈေးတွေအပြင်ရောင်းဈေးတွေဒီလိုတွေနဲ့ဆိုတော့ဘလိုတွေလုံနေလဲတော့ကျမလည်းမပြောတတ်ဘူးဒါပေမဲ့ညီမလေးပြောတဲ့နီလန်အရာဆိုရင်အရော့တော့ဒီ၃ဘဲကြော်ဖြစ်တဲ့အခွန်ကတ်အောင်တော့နော်အခွန်86သိန်းဆိုတော့သွားဝင်းကျင်လို့ပဲပြောတာအတိအကျမဟုတ်သေးဘူးလေ plus 3%အခွန်ကတော့ဒါပုံမှန်တိုင်းပြရနောက်ဆိုစိမ့်ဆိုင်နေလဲအခွန်နေလာတော့မှာနော်အားလုံးအခွန်နေလာတော့မှာကျွန်မဒီအခွန်နေလာမှာမလို့အရင်တည်းကပြောခဲ့တယ် online နေမှာဈေးရောက်ပြီးတော့မှဖုံမထနဲ့ဖုံမထနဲ့လို့ဆိုတာအရင်တည်းကပြောခဲ့တယ်အခုတရားဝင်ကတ်ရမှာအခွန်ကနော်နောက်ဆိုလို့ရှိရင်ဝယ်သူရဲ့လိပ်စာတွေဖုန်းနံပါတ်တွေ detail information တွေပါပေးရမှာ နော်ဆိုတော့လေအဲ့တော့လေဟိုအခွန်300ဂိုင်းတော့ကတော့အစိုးရကတရားဝင်ပေးရတာဆိုင်ကယူတာမဟုတ်တဲ့အတွက်ကြောင့်ပေးရမှာအရင်တော့ကျမတို့ရွှေက1%ပေးရတယ်အခုတော့3%ဖြစ်သွားပြီ ਨੇ တူရယ်နော်ကျမတို့အရင်တော့1% 1%တော့ကတော့ကျမတို့ကစိုက်ပြီးဆောင်ပေးလိုက်တယ်အဲ့ဒါစီကနေကျမတို့ကအခွန်ယူမနေဘူးနော်စိုက်ပြီးတော့မှယူပေးလိုက်တယ်အဲ့တော့ညီမလေးရဲ့အဖြေကိုရှင်းပြီလို့အမမျော်လင့်နေနော်ဆိုတော့နားမလည်သေးဘူးဆိုရင်ရွှေတွက်နီးတွေအမဝေါ်ထဲမှာရှိတယ်ဝင်ကြည့်ကြည့်ပါနော်တွက်နီးတွေတင်ပေးထားတာလေးတွေရှိတယ်နော်